ဟုတ်ကဲ့မင်္ဂလာပါအာရှအမျိုးသမီးချန်ပီယံလီးရဲ့အုတ်စုစီကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး ISB မြန်မာဆူရန်တောင်ကိုရီးယားတိုကျိုဘာဒီဘလီဇာဂျပန်နာဂိုရန်မြောက်ကိုရီးယားအသင်းတို့ပါဝင်မှာ ဖြစ်ပါတယ်ဒီပွဲတွေကိုတော့လာမယ့်နိုဝင်ဘာ9ရက်နေ့ကနေ15ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်ဆက်လက်ပြီးမြန်မာအသင်း ISB ရဲ့ကံရမယ့်ပွဲချိန်တွေကိုလည်းတင်ပြပေးသွားမှာဖြစ်ပါတယ် ISP ရဲ့ပထမဆုံးပွဲစဉ်ကိုတော့နိုဝင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့ည9နာရီအချိန်မှာဆူဒန်တောင်ကိုရီးယားအသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဟူးနေ့မှာတော့ ISP အသင်းနဲ့တိုကျိုဘာဒီဘလီဇာဂျပန်အသင်းတို့ရှင်ပြိုင်မှာဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်ကိုတော့15ရက်နေ့စနေနေ့ည9နာရီအချိန်မှာ ISP အသင်းနဲ့နာဂိုရန်မြောက်ကိုရီးယားအသင်းတို့ရှင်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲချင်းပပုံရအောက်စု3ခုမှအောက်စုပထမနဲ့ဒုတိယရအသင်း2သင်းစီစုစုပေါင်း6သင်းနဲ့အောက်စု3ခုမှအကောင်းဆုံးအောက်စုတတိယရတဲ့အသင်း2သင်းစုစုပေါင်းအသင်း8သင်းတို့ဟာควอเตอร์ไฟแนลအဆင့်ကိုတက်ရောက်မှာဖြစ်ပါတယ်။ကျွန်တော်တို့အသင်းအနေနဲ့အာရှရဲ့ဘောလုံးအင်အားကြီးနိုင်ငံရဲ့အသင်းတွေနဲ့ရှင်ပြန်ရမှာဖြစ်တာကြောင့်တကယ်ကိုကောင်းမွန်တဲ့ဘောလုံးပွဲတွေကိုကြည့်ရှုခန်းစားကြရမှာဖြစ်ပါတယ်။မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။